ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နှင်းရဲ့ Oreo Book Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့တင်ဆက်ပေးမယ့်ဇာလန်းလေးရတော့စာရေးသူနန်းချောင်ညိုရဲ့ဇာလန်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။ကျမကတော့တင်ဆက်သူနှွေးပါ။တီတာမနှက်စင်တာကြီးအစည်းဝေးတဲ့။ဟုတ်မမခိုင်။အခန်းထဲမှာချိတ်ဆွဲထားတဲ့နာရီကိုကြည့်လိုက်တော့မနှက်9:40မိနစ်။အစည်းဝေးစားဖို့မိနစ်20ကျန်သေးတာမို့တီတာတယောက်သင်္ချာပု္ပ္ပစာရင်းကို ကလေးတွေကိုဆက်လက်ရှင်းပြလိုက်တယ်။ကဲသားတို့တပည့်တို့ရင်ဒီပု္ပ္ပာတွေတတ်ထားပါ။အတန်းကောင်းဆောင်သူတွေကတော့စားမလုပ်ပဲစော့နေတဲ့သူတွေကိုနမဲမှတ်ထား။ခေါင်းလောင်းတီးမှအပြင်ထွက်ပြီးမုတ်စားကြကြားလား။ဟုတ်ကဲ့ပါဆရာမ။တီတာလဲရုံးခက်ဘက်ကိုထွက်လာခဲ့တယ်။လက်ထဲမှာအစည်းအဝေးအတွက်မှတ်ချာရှိတာတွေမှတ်ဖို့မှတ်စုစာအုပ်နဲ့ဘောပင်ကိုအသင်ကင်ဆောင်ထားတယ်။ရုံးခက်တဲမှာဝင်တဲ့တွေလူစုံလောက်ရှိနေပြီ။သူလာတာကတော့နောက်ဆုံးပဲဖြစ်တယ်။ ဆရာမကြီးကလက်ကနိုင်ကိုတချက်ကြီးကကဲစေနိုင်လဲထုတ်ပြီဆိုတော့အစည်းအဝေးစမယ်ဒီနေ့အစည်းအဝေးကတော့အရေးပေါ်အစည်းအဝေးပါပဲဆရာထုံးမင်းလက်ကိုတော့ခိတ်ဆောင်တာဝန်ပေးထားတယ်အဲ့ဒီအခါမှဆရာထုံးမင်းလက်စည်းဝေးခဲမရင် မရှိမဲတတိထားမိတော့တယ်เจ้าမတူရဲတော့ယောက်ျားဆရာမို့နေရာတကာမှာဆရာထုံးမင်းလက်ကိုအကူကြရတယ်အထူးသဖြင့်အသက်ကြီးတဲ့ကျောင်းဆရာမကြီးကရုံးသားတဲ့ကိစ္စအားနဲ့စပြီးဆရာထုံးမက်လက်ကိုခိုင်းတက်တယ် ဆရာကလည်းတကြားလုံးဆရာမတွေအကူအညီတောင်းသမျှမငြင်းမညူလုပ်ပေးရှာတယ်။ဒီအစီအဝေးမှာဆရာထုံးမင်းလည်းမပါဝင်တာကထူးဆန်းနေလို့သိတာခံစားလိုက်ရတယ်။အင်းဆရာကဒီအစီအဝေးမတက်ခိုင်းတာလေအကြောင်းရှိတယ်။ဒီမှာအပြူဆရာမလေးတွေလည်းရှိတော့ဆရာရှိကြမဆွေးနွေးရမှာစို့လို့ဆရာမကြီးရဲ့စကားကြောင့်ဆရာမတွေကတယောက်မျက်နှာတယောက်ကြည့်ကုန်ကြတယ်။အင်းပြောရရင်ចောင်းသူလေးတယောက်ရဲ့ပြဿနာအတွက်ဆရာမတွေတိုင်ပင်ပြီးအကောင်းဆုံးနိလန့်ကိုရွေးချယ်အောင်ပါ။ ကျောင်းသူလေးကဆီယမမြမြခိုင်အတန်းကပါ။ကဲဆီယမမြမြခိုင်ကပဲကလေးမရဲ့ပြဿနာကိုကျန်တဲ့ဆီယမတွေသိအောင်ပြောပြလိုက်ပါ။ဆီယမမြမြခိုင်ကကလေးတယောက်အမိဖြစ်ပြီးစတုတ္ထတဲ့အခန်းရဲ့အတန်းပိုင်ဆီယမဖြစ်တယ်။ခိုင်အတန်းလေးကဂျာမိုင်းဆိုတဲ့ကလေးမလေးကိုပြီးခဲ့တဲ့တပတ်လောက်ကလေးကတတိထားမိတယ်။သူကမနေ့ဆိုကျောင်းကိုအစောကြီးလာတယ်။ထမင်းစားဆင်းပြီဆိုရင် အိမ်ပြန်ပြီးထမင်းမစားချင်ဘူးတဲ့။ညနေကျရင်လေနောက်ဆုံးအနေပြန်လေးရှိတယ်။ ကြည့်ရတာကလေးမလေးကအိမ်ကိုပြန်ရမှာကြောက်နေတယ်။သူ့အမေကသူငယ်ငယ်လေးတွေကဆုံးသွားတာ။အဖေကအရက်သမားအမြဲမှုနေရ။ကလေးမလေးကညနေပိုင်းအသေးရွက်တွေခူရောင်းပြီးစားဝတ်နေရကိုတက်နိုင်တဲ့လောက်ဖြည့်ရှင်းချတာ။ဖအေးကသူများအိမ်မှာတောက်တူမဲရလုပ်ပြီးသူများပေးစာကန်စာနဲ့တားဖနဲ့ဦးစားကြတာ။ပတ်စံရရင်တော့ရတဲ့ပတ်စံနဲ့အရက်ဝယ်တော့တယ်။နောက်ပိုင်းသူ့အဖေကိုခိုင်းစံစီလေးပေးပြီးခိုင်းကြတာများတယ်။ပတ်စံစုအရက်ဝယ်တော့လိုက်လို့ မြမြခန့်ရဲ့စကားကိုဆရာမတွေအားလုံးကစိတ်ဝင်စားနားထောင်နေကြတယ်။မြမြခန့်ကပြောနေရင်ကအားလုံးကိုတစ်ချက်ကြည့်ပြီးအခုပြောမှတော့ဆရာမတွေနားနေမနာဖွားနေတာနားကြပါ။ဂျာမိုင်းအိမ်မပြန်ချင်တဲ့အကြောင်းကတော့သူတို့အိမ်ကိုလာလေပြီးသူ့အဖေနဲ့အရက်အတူတူတောက်တဲ့ဦးခဲနာဆိုတဲ့လူကြီးကဂျာမိုင်းဖေလစ်ကြနဲ့ဂျာမိုင်းကိုလိမ့်ပိုင်းဆိုင်ရာစော်ကားဖို့ကြိုးစားတာပဲ။ပြီးတော့မြမြခန့်ကပြောနေရင်အတန်တွေတိမ်ဝင်သွားတယ်။ဇန်နဝါရီမှာပြောပြလိုက်ပါဆရာမ။ ။ကျောင်းဦးကြီးကဆရာမမြမြခိုင်ကိုစက်ပြောဖို့စကားထောက်တယ်။အင်းပြီးတော့ကလေးမကိုတဘာဝမကြတဲ့ပုံစံနဲ့လိန်ချက်ဆိုင်ခဲ့တယ်။သူ့ရဲ့ကျောင်းစိတ်တပိမ့်မှာပေးချန်နေရတဲ့ကြောင့်သိခဲ့ရတယ်။ဒီကိစ္စကိုသူ့အဖေက ရိပ်မိပြီးမြင်ခန်းတော်ဆိုတဲ့သူကသူ့အဖေကိုအရက်ဖိုးတွေပေးနေရောဖေးဖြစ်တဲ့သူကလည်းဘာမှမပြောဘူး။နောက်ပိုင်းခန်းတော်ဆိုတဲ့လူကြီးကဂျာမိုင်းတို့အိမ်မှာအချိန်ပြည့်ရှိနေရပဲ။ဒါကြောင့်ဂျာမိုင်းကအိမ်ပြန်ရမှကြောက်နေတာ။အဲဒီခါဆရာမကြီးကခေါင်းတစ်ချက်ညှိပြီး ဆီယာမမျက်မျက်ခံရဲ့စကားကိုထောက်ခံလိုက်ပြီးရင်နောက်အဲ့ဒါကြောင့်ဆီယာမကြီးကအစည်းအဝေးခေါ်ရတာကဲနာဆိုတဲ့သူတဲ့ငယ်မရေမှုနဲ့ဖမ်းမှုဆီယာထုံးမိလက်ကလည်းသူ့တငယ်ချင်းရဲအရာရှိကိုအကူအညီတောင်းပြီးကဲနာဆိုတဲ့သူကိုတရားစွဲဖို့ကြိုးစားမှာဖြစ်တယ်။တိတာတယောက်ထိုတန်လေးကိုနီးလာလိုက်ဝေးသွားလိုက်နဲ့သူ့ရဲ့မျက်ဝင်းလေးမှာသူ့ငယ်ဘဝရဲ့အရေးစိုးတွေကိုပြန်လည်မြင်အောင်လာရင်ချွေးစည်းတွေကတကူလုံးပြန်လာတယ်။အဲ့ဒီလူကိုဖမ်းယုံနဲ့မလုံလောက်ဘူး။တပ်ပစ်တင်တာ ကလေးတယောက်ရဲ့ဘဝကိုအညွန့်ချိုးတဲ့ခွေးလိုရောက်လာတဲ့လူကြောင့်ဘဝတစ်ခုလုံးတေဆုံးမတက်ခံစားရတဲ့သူတွေဘလောက်များပြီလဲကန်းတော်ဆိုတဲ့သူကတေတဲ့နာတီရာရဲ့နာနာချင်းချင်းတုတ်ပြန်မှုကြောင့်ဆရာမတွေအားလုံးကတီရာကိုနားမလည်သလိုနဲ့ကြည်နေကြတယ်တီရာအသားတွေတစက်စက်တုံပြီးချွေးစည်းတွေပြဲပြီးပြက်လဲကျသွားတော့တယ်တီရာတီရာဆရာမတွေကတီရာကိုစိုးရင်တကြီးခေါ်ဆူနေကြတယ်တီရာတယောက်ရဲ့အတ္တိအယုံတွေကအယားယားဟာအမောင်တိကျသွားတော့တယ်မမ မမေရောရင်မမေကကောင်းကင်ပေါ်တက်သွားပြီညီမလေးမမေကနှစ်သမီးဖြစ်သွားပြီကောင်းကင်ကြီးကိုမော့ကြည့်နေတဲ့ညီမဖြစ်တဲ့သူကိုကြည့်ပြီးတီတာမျက်ဝင်းကမျက်ရည်ရီကအတားစီမရှိစီးကြလာတယ်အခန်းတောင်တနေရာမှာတခုခုနဲ့အိပ်ပျော်နေတဲ့ဖခင်ဖြစ်သူကိုကြည့်ပြီးတီတာတယောက်မျက်ရည်ရီတုပ်ပြီးညီမဖြစ်သူကိုရင်ခွင်တွင်ဆွဲသွင်းလိုက်တယ်အမေဆုံးတော့တီတာရဲ့အသက်က12နှစ်အရွယ်ခန့်ပဲရှိသေးတယ်ညီမလေးရဲ့အသက်က9နှစ်တီတာက9ရက်ကျောင်းသူအရွယ်မှု အတော်တန်ကိစ္စရပ်တွေကိုနားလည်နေပြီဖြစ်တယ်။အပြေရဝင်တန်းမှုတီတာတို့ကဝင်တန်းလမ်းကအတွင်းမှာပဲနေတိုင်းကြတယ်။အမေဆုံးတော့ဖခင်ဖြစ်တဲ့သူကအရက်တွေဖိတော့လာခဲ့တယ်။အောင်ငင်းမင်းသမီးတွေရှိသေးတယ်။ဒီလိုမနေပါနဲ့ကွာ။ဆရာကျော်ရကျုပ်အရန်စိတ်ညစ်လို့အရက်လေးနဲ့ဖြေသိမ့်နေရတာ။ကျုပ်မေးမြော်မေတင်ကိုကျုပ်အရန်တတိရရယ်ဆရာ။ကျုပ်မေတင်အပေါ်တာဝန်မကြေခဲ့ဘူး။အင်းလေကျုပ်ကခမရအတွက်ပြောတာပါ။ယော့သမီးတီတာဒီမှာသမီးတို့စားဖို့ခောက်ဆဲကြော သမီးအဖေတက်ခွဲပေးထားလိုက်ဒီမှာသမီးရဲ့အချိန်ပူကြီးကျေးဇူးပါဦးကျော်တီရာဖခင်ရဲ့ဆရာဖြစ်တဲ့သူအရာရှိဦးကျော်ဆိုတဲ့သူကိုတီရာကကျေးဇူးတင်စွာကြည်နေမိတယ်ဦးကျော်ကအတော်လေးသဘောကောင်းတဲ့သူတယောက်ပဲအပေကံလည်းရက်ရောတယ်ဒါပေမဲ့တီရာတယောက်၆တန်းနှစ်တက်တဲ့အချိန်ကစပြီးဦးကျော်တယောက်အိမ်ကိုအလာများတယ်ညနေမှာပဲပြန်တက်တယ်တခါတည်းရမှာအိမ်မှာပဲညအိတ်တက်တယ်ဦးကျော်ကသူ့မိန်းမနဲ့ကွေးနေတာလို့မကြာခဏပြောတတ်တယ် အဲ့ဒီအချိန်မှာတီတာအပြူဝဝင်နေပြီဖြစ်တယ်။သမီးတီတာဥို့နှိပ်ပြီးပါအောင်ကွယ်။နှိပ်ပြီးလိုက်သမီး။ဆရာကျော်ကျေးဇူးတွေအဖေတို့ပေါ်များကြီးရှိတယ်။သမီးမေဆုံးပြီးကြတဲ့ဆရာကျော်ကသမီးတို့ညီမပေါ်အတော်လေးကြည့်ရှုစောင့်ရှောက်ပေးခဲ့တာ။တီတာရှင်ထဲမှာမွန်ကျနေတယ်။ဥကျော်ရဲ့အပြူဝတွေကတီတာမနစ်မြူသူ့ကိုပုတ်သေးပုတ်သက်လက်တွေသူ့ရဲ့မိမွေးဖွားမိနေရာတွေကိုသူ့ရဲ့လက်ချမ်းကြီးတွေနဲ့ခြင်တွေတက်တယ်။အော်ရင်ညီအဖေကိုအလောက်ကချုပ်ပြမယ်လို့ချိန်ချောင်းတယ်။ တီရာရဲ့ဖခင်နဲ့ညီမလေးကတော့အိပ်ပျော်နေကြတယ်။တီရာဆိုတဲ့အရိုင်းပန်းလေးကတော့လူမဆန်တဲ့သူတို့ကြောင့်ကြွေလွင့်ခဲ့ရလေတယ်။ဒါဘာဘာကြီးလဲဥကျော်။ဒါကတီရာလေးကိုဝင်မရှိအောင်ထိုးရမယ်စေးပဲ။သုံးလကိုတစ်ကြိမ်ထိုးရမယ်။မဟုတ်ရင်တီရာဖိုက်ကြီးလာမယ်။ဖိုက်ကြီးလာရင်တီရာတို့မိသားစုကိုဥကျော်ကတခြားအဝေးတနေရာကိုကြောက်အောင်ပြောင်းခိုင်းရင်ပြောင်းခိုင်းမပြောင်းရင်တီရာအဖေကိုအလုပ်ထုတ်ရမယ်။အခန်းထောင်မှာငူနေတဲ့တီရာကို မြမဖြစ်တဲ့သူကနားမလည်နိုင်စောနဲ့ကြည်နေတယ်။တခုခုနဲ့အိပ်ပျော်နေတဲ့ဖခင်ကိုကြည်ပြီးတိတာအင်ကူကြိတ်ထားလိုက်တယ်။တကယ်ဆိုဖခင်ဟာတမီးပြူလေးကိုသစင်းယောက်ျားရင်းနဲ့နှိစက်အောင်မထားသင့်ဘူးလို့တွေးပြီးရင်နာရတယ်။အဲ့ဒီအချိန်ကနေစပြီးတိတာရဲ့နှုနယ်တဲ့နှလုံးသားမှာဥကြော်စိုးတဲ့လူကြီးကိုရှင်ပုံးကြီးဖြစ်ပြီးတက်ပြက်ချင်လောက်တဲ့အထိနာကြီးမိတယ်။သူ့ရဲ့အုံနောက်ထဲမှာသုံးလတစ်ချိန်တပိုးဆိုတဲ့စီထိုးရမယ်လို့ဆွေးမြဲ့သွားတယ်။တိတာရဲ့နင်းကလေဝါလာလိုက်တာ။ တငယ်ချင်းတွေပြောစကားကြောင့်တီတာပြုံးမိတာလားမဲ့မိတာလားမပြောတော့တီချာတာကတီတာရဲ့မျက်ဝန်းကမျက်ရည်တွေကရစ်တိုင်းနေတယ်အဲ့ဒီမျက်ရည်တွေကိုတခြားသူတွေမမြင်အောင်မျက်ခွန်းတွေကိုခက်မြင်မြန်ပုတ်ခတ်ပစ်လိုက်တယ်တီတာတယောက်စေတန်းအောင်တဲ့အခါညီမဖြစ်တဲ့သူရဲ့လက်ကိုဆွဲပြီးအားလုံးနဲ့ဝေးရာ တောင်တဲမြေလေးစီကိုထွက်ခွာလာခဲ့တယ်တီတာဖခင်ကဥကျော်ရဲ့အပြုတ်မှုတွေကိုရှိမိပေမဲ့တားကြည့်ခြင်းမရှိခဲ့ဘူးတီတာရဲ့ဘဝဟာ ြည်တစားတယောက်နေတူတယ်လို့ခံစားခဲ့ရတယ်အထူးသဖြင့်ညီမလေးနေနေကိုမိမိကဲ့သို့အပြစ်မခံနိုင်ဘူးဒါကြောင့်တီတာတယောက်အမေရဲ့ညီမရှိတဲ့ဒေတာကိုထွက်လာခဲ့တယ်အဲဒီနောက်ညီမလေးကိုစောင့်ရှောက်ရင်းကျောင်းဆရာမ အလုပ်ကိုဝင်လုပ်ခဲ့တယ်အခုဆိုရင်ညီမလေးနေနေတော့ဝဲရပညာတတ်လေးဖြစ်နေပြီမမဒါပါလို့တာလေစီးထူတာလေညီမမမနေမကောင်းရင်ကိုယ်တိုင်ပဲစီးထူတာတီတာလက်ထဲကစီးထူအကူကြည့်ပြီးအเจ้าမေရီမောနေတယ်အဲ့ဒီစီးရ တစ်ဖို့ဆိုတဲ့စီမဲနင်းနင်းတရားမသိဘူး။တရားတခါတည်းရင်တဥရဲလေစကားပြောနေတတ်သလိုတခါတည်းရင်အခန်းကြောင်လေးမှာတဥရဲလေငုံနေတတ်တယ်။ဥကြောင့်မမလောက်ပါနဲ့။သမီးကြောက်တယ်။သမီးကိုလှုပ်ပေးပါ။သမီးအရန်ကြောက်လို့ပါ။တီတာတယောက်နိုးလာတဲ့အခါတကူလုံးမှာချွေးရီကရွှဲနေနေတယ်။ငယ်ဘဝကလေးကမက်တဲ့အိမ်မက်စုကအခုထိနှိမ့်ဆက်နေတယ်။အဖြစ်ပြက်တွေကလည်းမနေ့တနေ့ကလုံးခံစားနေမိသေးပဲ။တခါတည်းရင် မိမိရဲ့တီဘွားကြီးကိုအဆုံးသတ်လိုက်ခြင်းမိတယ်။တီတာမြမလေးတီတာသတိရလာပြီလားယင်။နားရေကတူးရတဲ့အတန်ကြောင့်တီတာမျက်လုံးကိုအာရုံပြီးဖွင့်လိုက်တယ်။မျက်နှာချက်ပေါ်ကအလင်းရောင်စွစွကြောင့်မျက်လုံးကိုပြန်ပိတ်ထားမိတယ်။မြမလေးမျက်လုံးကိုဖြည်းဖြည်းဖွင့်ပါ။သူလည်းမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တယ်။မမခိုင်တီတာဘယ်ရောက်နေရလဲ။မြမလေးစီးရောင်ရောက်နေရတပတ်ရှိပြီ။ဟမ်ဟုတ်လား။ဟုတ်တယ်ညီမ။ ညီမနှလုံးကအတော်လေးအားနေနေတော့စိတ်ထိခိုက်စရာသတင်းကြားလိုက်ရလို့ရှော့ပြက်သွားတာတဲ့မမခိုင်ဂျာမိုင်းကိစ္စအင်းသူ့ဖေတငယ်ချင်းကိုဖမ်းသွားပါပြီအဲ့ဒီလူကိုတက်ငယ်မရင်းမှုနဲ့ဖမ်းလိုက်ပြီကြော်သေးတာပေါ့မမခိုင်ဂျာမိုင်းလေးရောရင်အင်းသူ့ဖေစီမှာပဲလေဟာမထားနေတော့လေသူ့သမီးတယောက်ကိုတော့မကာကွယ်နိုင်တဲ့ဖခင်လက်ထဲမှာသမီးမင်းကလေးဆိုတာမရှိသင့်ဘူးစိတ်ချိမ်းပါသေးတာရဲ့ညီမကအခုမှတတိပြန်ရလာတာမဟုတ်လားခဏနေနေလေးထမင်းဘူးလာပို့တော့မယ် နင်းနင်းတော့နောက်လာတယ်မွေးမာနေမှာဟုတ်တယ်မမခိုင်နင်းနင်းရဲ့ယောက်ျားနင်းနင်းကိုဂိယူဆိုင်တာမြမလေးအိမ်တောင်ကြပြီရနဲ့တီတာတာဝန်ကြီးသွားတယ်လို့ပဲတီတာအပြောင်းရှိတင်ထားတယ်မမခိုင်နောက်လာတယ်အပြောင်းရှိတွေထွက်တော့မယ်နော်အင်းမမခိုင်လည်းအပြောင်းတင်ထားတယ်ဇာတိမြေကိုပြောင်းမလို့อืมတီတာကစီလူရစီရှောက်ထားတာတကယ်ရင်အပြောင်းရှိအော်ရာတွေထွက်လာတဲ့အခါအဲငါငါငါဖေရှိတဲ့မျိုးပြောင်းရမှာပါလား မတွေ့ချင်ဘူးအဖေကိုစိတ်နာတယ်ဟိုလူကြီးကိုမုန်းတယ်ဒါပေမဲ့တီတာတယောက်ဝန်တန်းဆိုတဲ့အတွေးနဲ့ဖခင်ရှိတဲ့နေမျိုးကိုပြောင်းရွှေ့လာခဲ့ရတယ်သမီးအဖေကိုခွင့်လွတ်ပါဥကြော်ကြီးလည်းဆုံးသွားပါပြီကြော်ပါတော့ခမားကြီးကြောက်စီကိုမလာနဲ့ဥကြော်ဆိုတဲ့သူကြီးအကြောင်းလည်းမကြားချင်ဘူးကြောက်ကိုစိတ်ထန်ရရင်မပေးပါနဲ့ခမားနေသားတယ်လို့နေခဲ့တယ်မဟုတ်လားခမားကတောက်တောက်စားစားလူမင်းသားဘဝနဲ့တာယာခဲ့တာမဟုတ်လားခမားကသမီးတွေကိုဘာများတာဝန်ကြီးလဲ တမီးအပြူလေးကိုလုံကြုံမှုပေးနိုင်ရဲ့လားဖခင်ကောင်တယောက်အဖြစ်တာဝန်ကြီးခဲ့ဘူးလားအင်းမတမီးစိတ်ပြေတဲ့နေ့အဖေအိမ်ကိုအချိန်မီးပြန်လာခဲ့ပါအဖေလဲတမီးတို့ညီမထွက်ပြေးသွားပြီးတဲ့နောက်နောင်တရီနဲ့ကြံခဲ့တာပါကဲပါပြောပြလဲတမီးကနားထောင်ကြမှာမဟုတ်တမီးအတွက်အဖေအိမ်ကအမြဲတကားဖွင့်ထားပါတယ်တမီးရဲ့ဖခင်ဖြစ်သူရဲ့ထွက်ခွာသွားတဲ့ကြောပြင်ကိုကြည့်ပြီးတီတာတယောက်ရှာကြည့်တဲ့ငယ်ငိုကြည့်နေမိတယ်အဲ့ဒီနောက်တစ်တာရင်က C2 at တဲကိုစီးရီရီစုပ်ယူပြီးသူ့ရဲ့တင်ပါကိုစိုက်ချလိုက်တယ်။သိရရင်နင့်မလေးတနေ့တခြားဝါလာလိုက်တာ။လုပ်ဖို့ကင်ဖက်ဆရာမရဲ့စကားကိုသီတာကအရေးမလုပ်တော့သူ့ရဲ့ခန္ဓာကိုယ်ဟာထိုးစီရီအရှိန်နဲ့ပုံပြက်ပန်းပြက်ဖြစ်နေတယ်။မကြာခဏလေးနေမကောင်းဖြစ်လာတယ်။ဒီလောက်ခန္ဓာကိုယ်နဲ့ဆိုတတ်ဆိုးရှိဖို့မလွယ်ဘူး။ဝိတ်ချမရမယ်။ဆရာဝန်ရဲ့မှားကြချက်ကိုသီတာအရေးမလုပ်တော့။ကျန်းမာရေးမကောင်းလို့အလောက်ကလည်း မကြာခဏခွင့်ယူနေရတယ်။တရားဝင်တဲ့အိမ်ကအခန်းချင်းလေးထဲမှာအထီးကျန်စွာနဲ့တဦးရဲလဲလျောင်းနေတယ်။ဆီယမတီတာဧည့်သည်အတိပိသင်တဲ့အတူသူ့အိမ်ပေါ်ကိုလူတဦးတက်လာတယ်။အဖေသူနှုတ်မှခတ်တူတူခေါ်လိုက်တယ်။သမီးတီတာဒီလောက်ထိကျမ်းမာရေးမကောင်းတာတော့အဖေကြီးမလာဘူးလား။အဖေတောင်းပန်သွားတယ်သမီးရဲ့။အဖေကြီးပြန်လာခဲ့ပါ။အဖေတို့တွေမိသားစုစုံကြီးကြီးပြန်နေကြမယ်။ ။နင်းနင်းလေးလေးဒီကိုပြောင်းလာတော့မယ်တဲ့တပီ။အဖေမြေးလေးရောပါမ။အဖေကိုအခွင့်အရေးတစ်ချိန်လောက်ပြန်ပေးပါသမီးရေ။အော်။နင်းနင်းလေးလာမယ်နဲ့လား။ဟုတ်တယ်သမီး။မနေ့ပြန်ရောက်မယ်တဲ့။အင်းလေး။ဒါဆိုလေသမီးအဖေရင်လိုက်ခဲ့ပါမယ်။မတည်ခင်တော့အမုန်းတွေပဲဖြစ်မှငိမ့်ချမ်းမယ်မဟုတ်လား။ဝမ်းသာလိုက်တာသမီးရေ။တီတာရဲ့မျက်ဝန်းတွေကမိန်ဖြော်နေတယ်။မမတက်တာရလာရင်သူဟာခက်ရရပြုံးရင်ညီမဖြစ်သူကိုခေါင်းညိတ်ပြလိုက်တယ်။ အဖေအဖေသမက်ကအဖေအတွက်ပတ်စိုးဝယ်လာတာစိုက်ရဲ့လားဖခင်ဖြစ်သူနဲ့ညီမဖြစ်သူတို့ပြုံးရီကစကားပြောနေတာကိုကြည့်ပြီးတီတာတယောက်ခက်ရဲရဲပြုံးလိုက်တယ်မမကြီးမမအတွက်တော့ဝမ်းဆက်အစဝင်လာတယ်မမအတွက်နှစ်ဝမ်းဆက်စာအထူးအော်ရာမှလာတယ်သိလားတဝမ်းဆက်စာကြောင့်မမနဲ့သေးနေပါမို့ဒီမလေးလှလာမမဟမ်မမမမအဖေရေဒီမမမတီတာကိုခေါ်မရတော့ဘူးသမီး သမီးလေးတည်တာအဖြစ်ဆိုးလိုက်တာသမီးရဲ့အခုမှမိသားစုတွေပျော်ပျော်ကြီးနေမဲ့ကြံခါမှဖြစ်ရတယ်လို့တည်တာဆိုတဲ့အသက်30ကျော်မိန်းကလေးဟာကြိတ်ကြိတ်မတန်ပဲအကြွေစောခေရလေမမရေမမကိုတနာလိုက်တာဒီစီးတွေကိုမမတစ်ချိန်လုံးထိုးနေခဲ့တာပေါ့ညီမလေးငငယ်တော့ကမမအခန်းတော့မှာခဏခဏငိုနေခဲ့တာဟိုလူကြီးကမမကိုစီးထိုးပေးတာတွေကဘာကြောင့်ဆိုတာညီမလေးနားမလဲခဲ့ဘူးအခုတော့မှညီမလေးသဘောပေါက်လာမိတယ်တကယ်တော့မမကမကြွေလို့ပြိမဲ့ နင်းချီခံခဲ့ရတဲ့ပန်းတစ်ဝက်မှာမမဘွားတစ်ယောက်လုံးဒီစိတ်ကြီးနဲ့ရှင်သန်ခဲ့ရတာဘလို့များပင်ပန်းရှာလိမ့်မလဲမမတီနာရောက်လေရဘွားတိုင်းနင်းချီခံရတဲ့ပန်းဖြစ်မှကင်းဝေးကြပါစီလို့နင်းနင်းဆုတောင်းပေးပါရယ်မမရေနင်းနင်းကြောင့်တီရာရဲ့တစ်တာရဲကတန်ရီစောက်အုပ်လေးကိုရှင်ခွင်တဲ့ပိုက်ကရှိုက်ကြီးတငင်ငိုနေမိတယ်စီတူအန်နဲ့တားစီတွေကိုကြည့်ပြီးရှင်းနာနေမိတယ်မမတီနာ ရဲ့စဉ်ကလေးဘဝမှာအနှင်းချေခံလိုက်ရတဲ့စိတ်တင်ရတဲ့စိတ်ယောဂအဖြစ်ဆွဲခဲ့ခဲ့ပုံရတယ်။ဒါကြောင့်တိရာထို့ဖြစ်စုကိုတွေးမိလေတာမိမိခန္ဓာကိုယ်ရဲ့ကိုစီးရီထိုးသွင်းခဲ့လို့ခန္ဓာကိုယ်ဟာလည်းပုံပြက်ပန့်ပြက်ဖြစ်ပြီးကျန်းမာရေးလည်းချိုးယင်းပြီးအသက်တူခဲရရှာလေတယ်။မိန်းကလေးတိုင်းမမတိရာကဲ့သို့အနှင်းချေခံပန်းများမဖြစ်ပါစေနဲ့လို့နှင်းနှင်းတယောက်ဆုတောင်းရင်းအခုတင်ဆက်ပေးသွားတဲ့ဇလန်းလေးကိုနားဆင်ပြီး နေ့ရက် Oreo ပုတ်ချန်လေးကိုကြိုက်နေတဲ့တည်းဆိုရင် like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။နားဆင်ပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။